တန်ဝေကတရားတပုတ်တခါတုန်းကအနယ်ကလူတယောက်ဟာမြို့တက်ပြီးတော့မှဈေးဝယ်ပါတယ်ဈေးလိုက်ဝယ်နေရင်းနဲ့မှသူ့ရဲ့ဖနက်တယံပြတ်သွားတယ်ဗျအဲ့ဒီဖနက်ကလေးပြတ်သွားတော့ဒီဖနက်အပြက်ကလေးကိုဘယ်မှာများထားခဲ့ရင်ကောင်းမလဲပေါ့ဖနက်ကတော့ဗျာဖနက်ကျိုးတွေတက်ပြီးတော့ပြန်စည်းလို့ရတာကိုဆိုတော့နိစ္စရာဈေးဆိုင်တဆိုင်တည်းကိုဝင်ပြီးတော့အမရဲ့တဲ့ကျွန်တော် ဈေးဝယ်ရင်းနဲ့ဗျာဒီဖဏလေးပြတ်သွားတယ်အမဆိုင်မှာထားခဲ့လို့ရမလားလို့ပြောပါတယ်အဲ့တော့ဟိုအမကြီးကလည်းသဘောကောင်းကောင်းနဲ့ရပါတယ်ငါမောင်ရဲ့တဲ့ဒါအပန်းမကြည့်ပါဘူးငါတို့ကလူသားချင်းချင်းပဲကူညီပေးရမှာပေါ့လို့သဘောမနောကောင်းစွာနဲ့လက်ခံလိုက်ပါတယ်ဒါနဲ့ပဲအဲ့ဒီနေကလူကလည်းပဲအဲ့ဒီဖဏစုပ်ကလေးကိုအဲ့ဒီဆိုင်မှာအားထားခဲ့ပါတယ်အဲအဲ့ဒီဆိုင်အားထားပြီးတော့ဈေးကနေပြန်လာဒီဖဏစုပ်ကလေးကိုပြန်ယူပြီးတော့ပြန်သွားပါတယ်တပတ်လောက်ကြာတဲ့အခါမှာ သူတို့ရွာကတငယ်ချင်းတွေပဲမြို့တက်ပြီးတော့မှဈေးဝယ်ပါတယ်ဈေးဝယ်ရင်းနဲ့နေဘူးကလည်းကြံခကြီးကလည်းပန်းတော့ဗျာအဲ့ဒီမှာမူးတယ်မူးတယ်ဆိုပြီးတော့အဲ့ဒီတငယ်ချင်းကအသက်ပါပါသွားတယ်ပေါ့ဆိုတော့ဒီတငယ်ချင်းအလောင်းကြီးကိုဘယ်မှာထားခဲ့ရင်ကောင်းမလဲရွာပြန်ပြီးတော့မှလူကြီးတွေကိုပြောရမှာဖြစ်တဲ့အတွက်အဲ့တော့အေးစောစောတုန်းကဟိုတပတ်ကငါဖနှတ်စုပ်အပ်ထားတဲ့အမကြီးဆိုင်မှာအပ်ထားခဲ့ရင်ကောင်းမယ်ဆိုပြီးအဲ့ဒီအလောင်းကိုထမ်းပြီးတော့ ော်အမရဲ့လို့ဒီကျွန်တော်ရဲ့တငယ်ချင်းအလောင်းကိုဒီမှာပဲအထားခဲ့အထားခဲ့ပြရစီဆိုတော့ဟာငါမောင်ရဲ့ဘယ်ဖြစ်မလဲညီလေးကြံကြံဖမ်းဖမ်းဒီအလောင်းကြီးကိုနမိတ်မရှိနမမရှိကွယ်ဆိုပြီးတော့နေငါဆိုင်ထဲကထွက်သွားဆိုပြီးអော်လို့လိုက်ပါတယ်ဒါနဲ့ပဲအဲ့ဒီနေကလူကသူ့တငယ်ချင်းအလောင်းကိုထွက်ခန်းပြီးတော့မှပြန်ထွက်လာခဲ့ပါတယ်အဲ့တော့ပြောချင်တာကလူတွေဒီ ရှင်သန်နေဆုံးအချိန်မှာသာလျင်တန်ဖိုးရှိတာဖြစ်ပါတယ်။တည်သွားပြီဆိုရင်ဖနှက်ဆုတ်လောက်တောင်မှတန်ဖိုးမရှိပါဘူး။ဒါကြောင့်မို့ကြပြလေးတပုတ်ရှိတယ်ဗျ။လောကဇကုံဣလူဘုံ၌မျိုးစုံကကြမမာနနဲ့ငါကရာစာငါကတတိငါပကေးဟုငါသွေးတွက်ကြလူပါလာသူဒေသနာပိုင်းခြားများပြားလာစွာအဝိဇ္ဇာနဲ့တဏဘလူအမောင်ဘူးသောကျူးကျူးကြော်ကြော်ဂုံကို ဖော်လျက်မိုးအောက်တလွားရွှေကိုလွားသို့ ထင်မှားမလဲတို့စဉ်ဆွဲလဲစပွဲပြီးကပြီးဖုံးချတော့သူပရာစာမြေအောင်မလဲပုတ်တိုးခန္ဓာမျိုးရချာဒီဘယ်မှာငါဟုရှိရနေတဲ့ဘုံဘုံတို့ရဲ့ခန္ဓာကိုယ်တွေ body တွေဟာအသက်ရှင်တော့မှာတာအတော့ဝင်တာဖြစ်ပါတယ်ပြေးသွားပြီဆိုရင်ဘလောက်ပဲပဝင်နေမြင့်ခဲ့အမာနာတွေကြီးခဲ့ကြီးခဲ့နောက်ဆုံးတော့သူပရာစာရဲ့ညီအောင်မှာပုတ်တိုးခန္ဓာကိုမြို့ရပါတယ်အားလုံးတောင်ဝေကယူနိုင်ကြပါစေကျေးဇူးများကြီးတင်ပါတယ်